DBB ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုပြောပြပေးပါမယ်။အော်တိုဘလာ၁ရက်နေ့မှာစတင်ခဲ့တဲ့အမေရိကန်အစိုးရရန်တရားရဲ့စာနေမှုဟာ36ရက်မြောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ဒါဟာအချိန်ကြာဆုံးစံချိန်ဖြစ်လာခဲ့သလိုထရမ့်ပထမသက်တမ်းမှလည်း35ရက်အထိကြာမြင့်ခဲ့မှုပါတယ်။ Welcome this is Mission Control Houston. America သမ္မတ Donald Trump က billionaire ဆွန်ဦးတီထွင်သူ Jared Isaacman ကို NASA အာကာသ Agency ရဲ့ဦးဆောင်သူအဖြစ်နောက်တစ်ကြိမ်အဆိုပြုလိုက်ပါတယ်။အသက်42နှစ်အရွယ် Isaacman ဟာ professional မဟုတ်ဘဲပထမဆုံးအာကာသထဲလမ်းလျှောက်ခဲ့သူလည်းဖြစ်ပါတယ်။ ကဲမာဂီတိုက်ဖုန်းမုန်တိုင်းကြောင့်ဖိလစ်ပိုင်နိုင်ငံအလဲပိုင်းမှာရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီးသေဆုံးသူအရေအတွက်ဟာ140ထက်မနည်းရှိလာခဲ့ပါတယ်။နောက်ထပ်အယောက်တရာကျော်ပြောက်ဆုံးတွေကအများစုဟာစီဘူးပြည်နယ်မှာဖြစ်ပါတယ်။ DPP နောက်ဆုံးရသတင်းတွေကို DPP TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။